ုံမျိုးအဲ့တော့ manly pdf ကလည်းဒါမျိုးကန်တွယ်ွားတာတွေ့တဲ့အကြောင်းကိုကျွန်တော်ကလည်းသဘောကျတယ်တော့အဲ့ဒီခံပြောတဲ့လူတို့သူတို့ဒီကျွန်တော်ကြားတာစစ်တပ်ရာရှိတယောက်ရဲ့မိသားစုလို့ကြားတယ်ဟုတ်မဟုတ်တော့မသိဘူးအဲ့ဘလို့ပဲဖြစ်ဖြစ်ပါချင်းနေတာတခုကတော့ကျွန်တော်တို့အောင်အောင်မြင်မှုတွေ့ရတယ်ဆိုတဲ့စကားလုံးကိုပြန်ကောင်းရအောင်။ဘာအောင်မြင်မှုလဲဆိုလို့ရှိရင်ကျွန်တော်တို့နဲ့နေရတာဒီသူတို့ကျွန်တော်တို့ကိုခံပြောတော်လဲပဲအာခံဟိုပြောတော်လဲပဲသူတို့ကိုမတက်တော့ပါဘူး။ အသက် OA စီးစိမ်မဆိုးရှုံးတော့ပါဘူးဆိုတော့စစ်ခံစားချက်သူတို့မှရှိနေတယ်။အဲ့တော့ပြောချင်တာကသူတို့ကကျွန်တော်တို့မကြိုက်နှစ်သက်တော်လဲပဲသူတို့စိတ်ထဲမှာလက်ခံနေတယ်ကျွန်တော်တို့နဲ့နေရတာလုံခြုံတယ်ဆိုတော့အသိစိတ်ကမသိစိတ်ကလက်ခံနေတယ်ဆိုတော့သဘော သွားတွေ့ရတယ်အဲ့တော့ကျွန်တော်တို့တွန်လိုင်းရေးရတယ်လူထုလုံခြုံမှုဖြစ်ဖို့ဆိုတဲ့အချက်တစ်ချက်ပါဝင်တဲ့အတွက်ကြောင့်မို့ကိုယ်မနစ်သက်တော့လဲလုံခြုံနေတယ်ဆိုတဲ့ခံစားချက်ကကိုကကျွန်တော်တို့တွန်လိုင်းရေးအတွက်အမျက်အစွန်အနှစ်သာရကိုသွားတွေ့လို့ကျွန်တော်က appreciate လုပ်တာဖြစ်ပါတယ်။ဟုတ်ပါလေ။ကျွန်တော်တို့လည်း6ယောက်ရှိတယ်။တောင်းကြတာ တောင်းဝန်ထမ်းဆောင်တဲ့သူတွေလည်းတကယ်ကိုလေးစားဖို့ကောင်းတယ်တကယ်ကိုဥပဒေနားလည်တဲ့ဆရာမတယောက်ပါနေတာလည်းတွေ့ရတဲ့အတွက်တကယ်ကိုစနစ်ကျတယ်လို့ပြောလို့ရတယ်အဲပြန်ပြောတဲ့သူကလည်းဝတရားနှောက်ယှက်မှုအမှုထက်တိုးဝါဟိုဘက်ကတရားစွဲရင်အမှုထက်တိုးဝါနိုင်တယ်ပေါ့အဲဒါပေမဲ့ဒီလောက်ထိခံပြောနေတာတော့ဘာမှမဖြစ်ဘူးဒီလောက်ထိမဟုတ်မဟုတ်တွေပြောနေတာတော့ဘာမှမဖြစ်ဘူးဆိုတော့စိတ်လုံးကျုံမှုလေးရလဲကျွန်တော်တို့တော်လိုင်းရဲ့အနှစ်သာရတစ်ခုဖြစ်တယ်ဆိုတာကိုကျွန်တော် ပြန်လည်ရှင်းပြလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ man pdf နဲ့ဒေတာခံပြည်သူတွေကြား starling ကိစ္စအကြောင်းပြုစကားများရန်ဖြစ်သည့်ရုပ်တံဖိုင်နဲ့ပတ်သက်ပြီးကိုစွဲမှပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်တုံတက်ပေးသွားကြပါဦးခင်ဗျာမင်္ဂလာပါကျွန်တော်ကိုစွဲပါကျွန်တော်ပြီးခဲ့တဲ့ရက်က man pdf နဲ့အဲမိသားစုတစုပေါ့နော်ပြည်သူလူထုမိသားစုတစုနဲ့ ဗီဒီယိုဖိုင်လေးကို share ခဲ့တယ်ပေါ့နော် share ခဲ့တဲ့ပုံမှာကျွန်တော်ကတော့ caption တစ်ခုကိုရေးခဲ့ပါပဲပေါ့နော်အဲ့ဒါဘာလဲဆိုတော့စိတ်ရှိရှိနဲ့ဆက်ဆံတဲ့တောင်းရှိသူတွေကိုလည်းလေးစားပါတယ်ဒီထက်ပိုပြီးစိတ်ရှိရင်တော့ပိုကောင်းပါတယ်လို့ရေးခဲ့တယ်နောက်တစ် caption ရဲ့ဒုတိယပိုင်းမှာတော့ခံပြောရတဲ့ပฏิရှိလာတဲ့ဒီမိုကရေစီအကြောင်းနားလည်လာတဲ့ပြည်သူလူထုတွေလည်းတွေ့ရတော့ဝမ်းသာရပါတယ်ပေါ့ ကျွန်တော်အဲ့လိုမျိုးလေး caption ရေးခဲ့ပြီးဗီဒီယို file လေးတင်ခဲ့တဲ့ပုံမှာရဲဘော်တွေကိုလူပါဝါတဲ့မိသားစုကိုကျွန်တော်ကထောက်ခံရမလားဆိုပြီးတော့မှကျွန်တော်လာပြီးတော့မှပြစ်တင်ဝေဖန်ဆဲဆိုချိန်မောင်းကြတယ်ပေါ့ဗျာအဲ့ဒီထဲမှာကျွန်တော်တကယ်ချင်းနေလဲပါပါတယ်အဲကျွန်တော်အသီးလေးဆွေတွေလည်းပါပါတယ်ကျွန်တော်မအော်ပါဘူးမအော်ပါဘူး ါပေမဲ့ကျွန်တော်တို့ပြောချင်တာကဒီဖြစ်စဉ်ကိုကျွန်တော်အစအဆုံးတရားကြည့်တဲ့အချိန်မှာတော့ကျွန်တော်တောင်းဝင်ယူတဲ့တောင်းဝင်ရှိသူတွေကိုတော်တော်လေးကိုလေးစားရတယ်။အဲတော့တော်တော်လေးကိုစိတ်ရှည်တယ်။တစ်ဖက်ကဥပဒေဆရာမဖြစ်နေတာတချောင်းလဲပါမှာပေါ့နော်။တော်တော်လေးကိုစိတ်ရှည်တယ်။တော်တော်လေးကိုကိုင်တွယ်နိုင်တယ်ပေါ့နော်။ကိုင်တွယ်နိုင်တယ်ပေါ့။ကျွန်တော်တို့တော့ဆိုရင်အဲ့လိုအခြေအနေမျိုးအဲ့လိုစိတ်ခံစားချက်မျိုးမှာကိုင်တွယ်နိုင်ပါမလားတော့မသိဘူးပေါ့နော်။သူတို့ကိုင်တွယ်နေတာတွေ့ရတော့ လေးစားရတယ်ပေါ့အဲ့တော့ပြောပြချင်တာကအဲ့ဒီမှာလဲအောင်မြင်မှုကျွန်တော်တို့တော်လည်ရဲ့အောင်မြင်မှုတစ်ခုကိုလဲကျွန်တော်တွေးလိုက်ရလို့ကျွန်တော်ကဝမ်းသာလို့ဒီဟာလေးကိုကျွန်တော် share ပြီးတော့မှအဲ့လိုမျိုးလေး appreciate လုပ်လိုက်တာပေါ့နော်ကျွန်တော်ဂုဏ်ပြုလိုက်တာပေါ့ဘာအောင်မြင်မှုကိုတွေ့ရတာလဲဆိုတော့ကျွန်တော်တို့စကလုံးတွေကအရင်တကူကြီးတယ်ဆိုတဲ့အကြောင်းပေါ့ကျွန်တော်တို့ຫນွေဥတော်လည်ရေးစားတဲ့အချိန်ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆိုတာပေါ်လာတဲ့အချိန်မှာ ကျွန်တော်တို့ကပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေဖြစ်တယ်။ရှင်းပြောတာနိုင်ငံလုံးနဲ့ဆိုင်သောပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေဖြစ်တာပေါ့။ People Defend Force ပေါ့။အဲ့ဒါကိုစစ်ကောင်စီဘက်ကအစ်စ်နှိပ်စီခြင်းတော့ဘယ်လိုမျိုးလုပ်လဲဆိုတော့အနေနဲ့အစိမ်းဆိုပြီးခွဲခြားလိုက်ပြီးတော့မှကျွန်တော်တို့ NLD ပါတီရဲ့လက်နက်ကင်တပ်ဖွဲ့အသွင်တန်းစစ်ကောင်စီကအစ်စ်နှိပ်ပေါ့ကျွန်တော်တို့တောက်လျှောက်စကားပြောလာတဲ့အခါမှာ နောက်ပိုင်းကျွန်တော်တို့တော်တော်များများက NLD NLD ရဲ့လက်နက်ကင်နေနေပိတ်တယ်နေပိတ်တယ်ဆိုတဲ့စကလုံးနေကိုဘက်ကတော်လိုင်းအင်အားစုတွေတောင်ပြန်ပြောလာတာကိုတွေ့ရတယ်ဒါကျွန်တော်တို့ခွဲခြားလိုက်တာပေါ့ကျွန်တော်တို့ဒီစနစ်တစ်ခုကိုပြောင်းလဲနေတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်အစင်းကနေပါတီတစ်ခုကိုကန့်ကွက်လို့မကျင်တဲ့လို့ထားလက်နက်ကင်တော့အစင်ကိုကျွန်တော်တို့ခွဲခြားလိုက်တာပေါ့တစ်ချက်နောက်တစ်ချက်အဲ့ဒါနဲ့တို့ခွဲခြားလို့မရတော့တို့ဘာပြန်လှုပ်လဲဆိုတော့စစ်ကောင်စီက ဘာပြန်လို့လဲဆိုတော့သူတို့ကဒီဗမာ PDF ဆိုတဲ့စကလုံးကိုတုံးလာတာပေါ့နော်ဗမာ PDF ဗမာ PDF ကျွန်တော်တို့ကဗမာ PDF မဟုတ်ပါဘူးကျွန်တော်တို့ PDF Defend Force ပါပြည်သူကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပါတယ်ဗမာကိုကိုစားမပြုတ်ပါအောင်ကျွန်တော်တို့ပြည်တော်စုအတွင်းမှာမှီတင်းနေထိုင်ကြတော့နိုင်ငံသားအလုံးကိုကိုစားပြုတ်ပါပြည်တော်စုရဲ့တပ်မတော်တို့တောင်ပြောလို့ရရတယ်ပေါ့နော် PDF Defend Force ဖြစ်ပါတယ်ဒါပေမဲ့စစ်ကောင်စီကတိုင်းရင်းသားတွေနဲ့ကျွန်တော်တို့ရဲ့ဂျာမန်ဆက်ဆံရေးတွေအမြင်တွေ ကွဲပြားသွားအောင်လူမျိုးစုတော်လှန်ရေးအသွင်နော်ဟိုလူမျိုးစုတော်လှန်ရေးအသွင်တထံဆောင်လို့ဆိုပြီးတော့မှစစ်ကောင်စီကဗမာ PDF တေဆိုတဲ့စကလုံးစပြီးသုံးပါတယ်စသုံးတဲ့သူတွေကလည်းကျော်မျိုးမင်းတို့ကျော်စိုးဦးတို့ပါအဲ့အနေမှာအဲ့အနေမှာတစ်စက်တစ်ဖြည်းဖြည်းနဲ့ဗမာ PDF တွေဗမာ PDF တွေဆိုတဲ့စကလုံးကတွင်ကျဲလာပြီးနောက်ပိုင်းကိုယ့်ရဲ့တော်လှန်ရေးအင်အားစုတွေအားတော့ လူမျိုးစုအခြေခံတဲ့စကလုံးတွေပြောလာတာပေါ့အာမင်းတို့ကင်းနေမတိုက်ဘူးလားငါတို့ဗမာ PDF တွေပဲအသေးခံရတယ်ဆိုတော့စကလုံးမျိုးတွေပေါ့ဒါကျွန်တော်တို့တော်လန်ရေးကိုတဆင့်နှိပ်ပြီးတော့မှဟိုလှုပ်လိုက်တဲ့သဘောတွေပေါ့စစ်ကောင်စီကတချမ်းချင်းတွေခွဲထုတ်တဲ့သဘောတွေပေါ့အဲ့တော့ကျွန်တော်တို့မြန်မာလူထုတွေကလည်းဖြစ်နေတာကသူကဘတ်ဆွဲတဲ့ဝါတာပေါ့ဒီဘက်ကိုထောက်ခံဟိုဘက်ကိုဆန့်ကျင်ရမယ်ဆိုတဲ့သဘောကျွန်တော်တို့ကဒီဘက်ကိုထောက်ခံနိုင်ဟိုဘက်ကိုဆန့်ကျင်စရာမလိုဘူးပေါ့အဲ့တော့ကျွန်တော်တို့က ဒီမဲစကားအဆောက်ပြန်သွားရမယ်ဆိုမဲလေး PDF ကတာဝန်ရှိသူတွေတာဝန်ထမ်းဆောင်တာကိုထောက်ခံတိုင်းတစ်ဖက်ကိုကျွန်တော်တို့ကရိုးရိုးနက်နက်ပြောစရာမလိုဘူးပေါ့အဲ့တော့တာဝန်ရှိသူတွေတာဝန်လာရောက်ထမ်းဆောင်တဲ့အချိန်မှာတာဝန်ထမ်းဆောင်မှုကိုအနှောက်အယှက်ပေးတဲ့အတွက်ကြောင့်မို့ပုံမှန်353ဆိုတဲ့ဥပဒေနဲ့တရားစွဲပြီးထောင်းတဲ့နှစ်နှစ်ထိချမှတ်လို့ရတယ်ပေါ့ ဟောဒါကဥပဒေအကြောင်းအရစိတ်ခံစားချက်ကတက်တက်ပေါ့အဲ့တော့ကျွန်တော်တို့ကယူနီဖောင်းဝတ်ထားတဲ့အတွက်ကြောင့်မို့စိတ်ခံစားချက်ကတက်တက်ဥပဒေအကြောင်းအရကတက်တက်ကင်တွယ်ရမှာပေါ့အဲ့တော့ manly pdf ကလည်းဒါမျိုးကင်တွယ်သွားတာတွေ့တဲ့အတွက်ကြောင့်မို့ကျွန်တော်ကလည်းသဘောကျတယ်တော်တော့အဲ့ဒီခံပြောတဲ့လူတို့သူတို့ဒီကျွန်တော်ကြားတာစစ်တပ်ရရှိတဲ့မိသားစုလိုကြားရဟုတ်မဟုတ်တော့မသိဘူး။အဲဘလို့ပဲဖြစ်ဖြစ်ပါချင်းနေတာတခုကတော့ကျွန်တော်တို့အောင်အောင်မြင်မှုတွေ့ရတယ်ဆိုတဲ့စကားလုံးကိုပြန်ကောက်ရအောင်။ဘာအောင်မြင်မှုလဲဆိုလို့ရှိရင် ကျွန်တော်တို့နဲ့နေရတာဒီသူတို့ကျွန်တော်တို့ခံပြောတော်လဲပဲအာခံဟိုပြောတော်လဲပဲသူတို့ကိုမတက်လောက်ပါဘူးအသက်အိုးအိမ်စည်းစိမ်မဆိုးရှုံးလောက်ပါဘူးဆိုတော့စစ်ခံစားချက်သူတို့မှာရှိနေတယ်အဲ့တော့ပြောချင်တာကသူတို့ကကျွန်တော်တို့မကြိုက်နှစ်သက်တော်လဲပဲသူတို့စိတ်ထဲမှာလက်ခံနေတယ်ကျွန်တော်တို့နဲ့နေရတာလုံခြုံတယ်ဆိုတော့အသိစိတ်ကမသိစိတ်ကလက်ခံနေတယ်ဆိုတော့သဘော တွားတွေ့ရတယ်အဲ့တော့ကျွန်တော်တို့တော်လိုင်းရေးရတယ်လူထုလုံခြုံမှုဖြစ်ဖို့ဆိုတဲ့အချက်တစ်ချက်ပါဝင်တဲ့အတွက်ကြောင့်မို့ကိုယ်မနစ်သက်တော့လေလုံခြုံနေတယ်ဆိုတဲ့ခံစားချက်ကကိုကကျွန်တော်တို့တော်လိုင်းရေးအတွက်အမျက်အစွန်အနှစ်သာရကိုတွားတွေ့လို့ကျွန်တော်က appreciate လုပ်တာဖြစ်ပါတယ်ကျွန်တော်တို့လည်းနေမြေနေနေဆက်ဆံတဲ့အခါအဲ့လိုမျိုးတွေတွေ့ရပါတယ်ကျွန်တော်တို့ဆက်ဆံတဲ့နေမြေတွေမှာတချို့ချက်ခံရင်မိသားစုဝင်တွေစစ်တပ်မိသားစုဝင်တွေရှိပါတယ်ကျွန်တော်တို့ကိုလည်းအောက်တောက်ခေါက်တောက်ခေါက်တာလို့အန်ချိတ်တာလို့မျက်စောင်းထိုးတာလို့လုပ်ပါတယ် သို့တော်လည်းပဲကိုဝတရားကိုနှောက်ရှက်ရင်တော့ဝတရားနှောက်ရှက်မှုနဲ့အဲတက်ဆိုင်ရနေမျိုးအုပ်ချုပ်မှုတွေနဲ့တရားဆွဲဆိုရမှာပေါ့အဲ့လိုမဟုတ်ဘူးဆိုရင်တော့သူကိုအဲ့လိုလုံရဲတယ်ဆိုတော့သူစိတ်လုံခြုံမှုရှိနေတယ်ဆိုတော့တွေ့ရတာပေါ့စိတ်ကောင်းစီနဲ့ဆိုရင်တော့ခင်ဗျားဖြစ်ဖြစ်ကျွန်တော်ဖြစ်ဖြစ်ဒါမျိုးသူ့ကိုထောက်ခံသူရောသူ့ကိုမထောက်ခံသူရောပြန်ပြောရဲဘူးလေအဲဒါမျိုးရှိတာပေါ့နော်သူတို့ဥပဒေအရအကင်တွေတာထက်ပုဂ္ဂလိကဆန်ဆန်ဖြည့်ရှင်းဖြစ်တာလေစိတ်ကောင်းစီမှာအများကြီးပဲပေါ့အဲပြော အဲပြောချင်တာကတော့တောင်ဝန်ထမ်းဆောင်တဲ့သူတွေလည်းတကယ်ကိုလေးစားဖို့ကောင်းတယ်တကယ်ကိုဥပဒေနားလည်တဲ့ဆရာမတယောက်ပါနေတာလည်းတွေ့ရတဲ့အတွက်တကယ်ကိုစနစ်ကျတယ်လို့ပြောလို့ရတယ်အဲပြန်ပြောတဲ့သူကလည်းဝတရားနှောက်ရှက်မှုအမှုထက်တိုးဝါဟိုဘက်ကတရားစွဲရင်အမှုထက်တိုးဝါနိုင်တယ်ပေါ့အဲဒါပေမဲ့ဒီလောက်ထိခံပြောနေတာတော့ဘာမှမဖြစ်ဘူးဒီလောက်ထိမဟုတ်မဟုတ်တွေပြောနေတာတော့ဘာမှမဖြစ်ဘူးဆိုတော့စိတ်လုံးကျုံမှုလေးရလဲကျွန်တော်တို့တော်လည်ရဲ့အနှစ်သာရတစ်ခု ဖြစ်တယ်ဆိုတာကိုကျွန်တော်ပြန်လည်ရှင်းပြလိုက်ပါတယ်နောက်တစ်ခုကကျွန်တော်ဒီဒီ Facebook ဒီကျွန်တော်ရဲ့ personal ဖြစ်ပါတယ်ကျွန်တော်တက်ဖွဲ့နဲ့မဆိုင်ပါဘူးအဲ့တော့ကျွန်တော် personal ခံစားချက် personal ခံယူချက် personal အကြောင်းအရာတွေကိုတင်တာဖြစ်ပါတယ်ကျွန်တော်ကုမန်လေးတခုတွေးလိုက်တယ်အဲ့ဒါပါလဲဆိုတော့တက်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီးတော့လူလူအမြင်ပေါ်ညံနေတယ်ဘာညာကျွန်တော်လာပြောတယ်ပေါ့နော်ကျွန်တော်ကဒီအကောင့်ဒီတက်ဖွဲ့ရဲ့ခေါင်းဆောင်အနေနဲ့တင်နေတာမဟုတ်ပါဘူးကိုယ်စွဲအနေနဲ့ပြည်သူတယောက် အနေနဲ့ပဲကျွန်တော်အများရန်တင်ပြီးတော့မှတကူရေးစိတ်ခံစားချက်ကိုပဲပြောတဲ့အကောင့် personal only ဖြစ်ပါတယ်ခင်ဗျာအားလုံးကျမ်းမာကြပါစေအတမောက်မြို့ကိုစစ်ကောင်စီကတပ်မတ်33နဲ့အင်အားဖြင့်စစ်ကြောင်းထိုးတမောက်မြို့ကိုစစ်ကောင်စီကအမှတ်33ချီမြန်တပ်မထာနာချုပ်တပ်မတ်33 ောက်ကတရင်တွေနဲ့အင်အားဖြည့်ပြီးစစ်ကြောင်းထိုးနေတယ်လို့ဒေတာခန့်စီရေးတရင်မြစ်တွေကပြောပါတယ်ကာကွယ်ရေးတပ်တွေတင်ပိုက်ထားတဲ့ဗမောက်မြို့ကိုစစ်ကောင်စီရဲ့စကိုင်းမြို့မှာအခြေစိုက်တဲ့တပ်မ33နဲ့ဗမောက်ဒေတာမှာမြို့သိမ်းမခံရခင်ကတည်းကရှိနေတဲ့ တမ89လက်အောက်ခံတရင်တွေရှမ်းနီတက်တိုးနဲ့အင်အားတူညာတူညာတူညာလောက်တုံးပြီးတံပြန်ထိုးစစ်ဆင်နေတယ်လို့ဆိုပါတယ်။အရင်ကတမ89ပဲထိုင်တာကတ္တာဘက်စစ်ကြောင်းပြုတ်သွားတော့အင်းတို့ဘွဲမပြီးသေးဘူး။ဟယ်ရီကိုပါရာနဲ့ခေါ်ရတာကတ္တာကိုရှမ်းနီတွေပဲဆိုရင်အခုအခြေအနေထိမရောက်ဘူးလို့မြေပြင်တပ်ဖွဲ့ဝင်တအူးကလက်ရှိဗမောက်မျိုးစစ်ရေးအခြေအနေကိုပြောပါတယ်။ တံပြန်ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ရှမ်းနီတပ်တွေကိုတော်လန့်ရေးအင်အားစုတွေကတိုက်ခိုက်နေတာကြောင့်နေစုတိုက်ပွဲဖြစ်နေတယ်လို့အသိပေးပါတယ်။ဒါအပြင်စစ်ကောင်စီကနေစုနီးပါးလေကြောင်းကနေဘုံကျဲနေပြီးစစ်ဆောင်ပြည်သူအချို့ကိုရှမ်းနီကဖမ်းဆီးခေါ်ဆောင်ပြီးနေအိမ်တွေကိုဖောက်ထွင်းခိုးယူနေတယ်လို့ဗမောက်မျိုးစစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။ မြို့နဲ့သုံးမိုင်ပတ်ချာလဲမှာပဲအနောက်ဘက်ကနေတက်လာတာတဖြည်းဖြည်းတိုးလာနေတဲ့အနေထားပဲလို့သူကပြောပါတယ်လက်ရှိတိုက်ပွဲအခြေအနေတွေကြောင်းမြို့အနီးတစ်ဝိုက်ကြီးရွာဆက်၅ရွာဝန်းကျင်နဲ့မြို့ပေါ်ရက်ကွက်လေးခုကပြည်သူ၂000ဝန်းကျင်ပေးလို့ရရှောင်းလိမ့်နေကြရပြီးအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ဗမောက်ဘက်ကဖကထုတ်ပြန်ထားပါတယ်ဗမောက်မြို့မှာရင်ထွန်းဖြူဟာမှုဦးစီးတဲ့ရှမ်းနီတက်မဟာ 614ကို190နဲ့ရဲပြူစောတိပူပေါင်းအင်အား400ဝန်းကျင်အခြေချနေထိုင်တဲ့ဗမောက်မြို့ကိုတော်လန်ရေးတပ်တွေကအမှတ်တဲစစ်တေတာကုတ်ကဲမှုနဲ့စက်တင်ဘာ20ရက်ကတင်ပိုက်ခဲ့တာဖြစ်ပါတယ်။